တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတဖန်ပြန်လေးပြည့်ကြဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့အားလုံးကြားချင်နေကြတဲ့ဘမောတဲ့နဲ့အရင်စချင်တယ်နော်။ဘမောမှာတပတ်ဆယ်ရက်လောက်ရှိပြီးတိုက်ပွဲမဖြစ်တာဒီလေရင်ဒီပြစ်ချနိုင်ခဲ့တယ်ဆိုပေမဲ့တကယ်ကြီးတိုက်ပွဲကြီးရှိနေတာမဟုတ်ဘူးစစ်ခွေးတွေကတော့တိုက်ပွဲမဖြစ်ရင်လည်းအခွေးစာတွေလာချတယ်လက်နက်တွေလာချတယ်ခွေးတွေလာချတယ်ပြီးတော့ဘုံးလာကျဲတယ်နေ့တိုင်းလိုရှိတယ် ဒါမဲ့တိုက်ပွဲကြီးကတော့အကြီးကြီးကျယ်ကျယ်မရှိဘူး။ဒါမဲ့ဒီမေလ29ရက်နေ့မနက်6:00နာရီကတော့ကျတော့ KIA နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှတဖန်ပြန်လဲပြီးတော့ဒီဇက်ခက်ခက်21ကိုတိုက်ခိုက်လာခဲ့တာ။ဒီဇက်ခက်ခက်21ရအဓိကအရေးကြီးတဲ့အသေးခံစနိုက်ပါတပ်တီတတ်ချထားတဲ့ ဝင်းလိုက်ဟိုတယ်ကိုအပြစ်တတိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်ဝင်းလိုက်ဟိုတယ်မှာရှိတဲ့ကာကင်းစခန်းဟာစက္ကကန်၂၀တည်းအတွက်အင်မတန်မှအရေးကြီးတဲ့ကာကင်းစခန်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီဝင်းလိုက်ဟိုတယ်ဟာအခုကျွန်မနဘဲမှာမြင်ရတဲ့အတိုင်းပဲเนาะသူကရက်မြင့်တဲ့အဆောက်အုံဖြစ်တယ်အဲ့အဆောက်အုံအပေါ်မှာ တို့ကလက်နက်ကြီးတွေထားတယ်။အိုက်ကနေပဲတို့ကစနိုက်ပါချိန်တယ်။အိုက်ကနေပဲတို့က drone တွေကျဲတာလဲအိုက်အပေါ်ကနေမှကျဲတာ။တို့ကချိန်ပြီးမန်ဘလူးနဲ့ကြည့်တယ်ပြီးတော့ drone တွေနဲ့ကြည့်ပြီးမှဝင်းလိုက်ဟိုတယ်ကနေမှပြစ်တာဒီကာကင်းစခန်းကြောင့်ကျတော်စကခန်း27ကိုဝင်ဖို့ရတော့အရန်ခက်ခဲခဲ့တယ်ဒါပေမဲ့ဖရားကျေးစုတော်ကြောင့်အခုကျမတို့ဒီဝင်းလိုက်ဟိုတယ်ကိုတိုက်ခိုက်တိမ့်ပိုင်နေခဲ့ပြီစစ်ခွေးတွေကကျတော်တော်လာရဲတွေကိုတာပြည်သူလူထုတွေရဲ့အဆောက်အုံတွေထဲမှာနေပြီးမှအာတိုက်ပွဲပေါ်ဆောင်တယ် လို့ပြောပေမဲ့အခုတည်တယ်နော်နာမည်ကိုမှ Win Light Hotel လွန်ခဲ့တဲ့အချိန်မှာလဲဒီစက်ကခ20ရဲ့ Kakins Camp Block တင်လိုက်တယ် Block တင်လိုက်တယ်ဆိုကျွန်တော်ပြည်သူတွေအများကြီးကြားလိုက်မယ်စက်ကခ20ဟာစစ်ခွေးတွေအတွက်အင်မတန်မှအရေးကြီးတဲ့ you has can g တခုဖြစ်တယ်ဒါကြပြီဆိုဘမောကြပြီလေဒါကြောင့်မို့စက်ကခ27မကြဖို့ရန်အတွက်စက်ကခ27ရကခင်စကန်ဟာဆေခုမကရှိတယ်ဒါကြောင့်အခုဒီလိုမျိုး woodland hotel မှာအခြေချထားတဲ့ခွေးတွေလည်း ဒီစက္ကခ27ရဲ့အဓိကကာကင်စခန်းနေဖြစ်တယ်အဓိကစူးကြီးဖြစ်တဲ့ကာကင်စခန်းတစ်ခုကိုတော့ဖျားကျေးဇူးတော်ကြောင်းမေလ28ရက်နေ့မနက်6နာရီမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်စက္ကခ27ကိုရရှိဖို့ရဲဆက်လက်ပြီးတော့တော်လာရဲဒီအာကျွတ်အရန်ကျိုးပန်းပြမတိုက်ခိုက်နေတယ်အားလုံးလည်းပါဝင်ဆူတောင်းကူညီပါလို့အကူညီတောင်းချင်တယ်နော် ဖကန်စစ်ကြောင်းအကြောင်းပြန်ပြောမယ်ဆိုတော့အခုဒီဖကန်ဘက်ကိုကာမန်ကနဲ့တကြောင်အင်ဒိုကနဲ့တကြောင်ဖကန်ကိုတက်သွားကြတယ်အင်ဒိုကနဲ့တက်သွားတဲ့စစ်ခွေးတွေကတော့အင်ဒိုမှာပဲရှိသေးတယ်ဘာကြောင့်လဲဆိုတော့အင်ဒိုမှာရွှေတူးနေတဲ့တထဲတွေကိုဒီစစ်ခွေးတွေကဒီအင်ဒိုကနဲ့မှဂွေခါလမ်းမှာရှိတဲ့ဒီ KIA စခန်းတွေကိုရွှေ့ပေးပါပြီးလို့ရှိရင်ဒီစစ်ခွေးတွေလာလို့ရှိရင်လုံးဝမပစ်ပါနဲ့ တကယ်လို့နင်းတို့ကမွှေ့ဘဲနဲ့ပြစ်တယ်ဆိုလို့ရှိရင်တော့လေရင်ကနေမှဘုံကျင်းမယ်လို့တွတ်ပြောခိုင်းတယ်ဒါမဲ့ KIA တွေက quiz ကမှနားမလည်တာ။ No drop လူလူမပြောတတ်ဘူးလေ။ဒါကြောင့် KIA တွေမွှေ့ပေးတဲ့အတွက်ကြောင့်ဒီနေ့ဒီအချိန်ထိသူတို့ကအင်ဒိုမှာရှိတယ်။ကမိုင်းကနေမှတက်လာခဲ့တဲ့စစ်ခွေးတွေကဒီကမိုင်းကနေမူဥပင်းထစ်ကသူတို့ကစစ်ကြောင်းတစ်ကြောင်းနေပဲခွေးအကောင်600ကျော်နဲ့တက်သွားတယ်။ ဒါပေမဲ့ဒီမူဥပင်ရောက်လာတော့ KIA နဲ့ပူပေါင်းတော်လာရဲတွေရဲ့ကြားပြတ်တိုက်ခိုက်မှုကြောင့်ခွေးတွေအများကြီးတည်သွားတယ်လေးနေရလောက်ကိုတိုက်ပွဲကြီးကြီးကြီးဖြစ်တဲ့မနေ့ကမေ29ရက်နေ့မှာတော့ခွေးအကောင်600ကျော်ကနေမှအခုခွေးအကောင်900လောက်ကတော့လုံခင်းနားမှာရှိတဲ့ လေပင်ရန်ချက်စရံကိုရောက်ရှိသွားပြီလို့သိရတယ်။ဖကန်ကစစ်ကူဒီကသူတို့ကိုလာခေါ်သွားတယ်။ပြီးတော့ဒီမူပင်ကနေမှသူတို့ကစစ်ကြောင်း၃ကြောင်းနဲ့တက်သွားလိုက်တယ်။တခုကတော့ဒီလမ်းနဲ့တိုင်းသွားတယ်။နောက်ခုကနဲ့တော်လမ်းကနေမှသွားလိုက်တယ်။ဒီမူပင်ထစ်ကတော့စစ်ကြောင်း၃ကြောင်းပဲ။မူပင်အထက်ကနေမှသူတို့စစ်ကြောင်း၃ကြောင်းနဲ့ခွဲပြီးမှဖကန်ဘက်ကိုတက်သွားကြတယ်။600ကျော်ထဲကအခု900လောက်ကတော့လုံခင်းလေပင်ရန်ချက်စရံကိုရောက်ရှိသွားပြီ။အခုစစ်ခွေးတွေနဲ့တိုက်ပွဲတွေဖြစ်လာ မှာဖြစ်တဲ့အတွက်ကြောင့် KIA ဘက်ကနေတော့အခုဒီလေပင်နဘေးနားမှာရှိတဲ့ UR ကိုစစ်ဆောင်ပေးဖို့ပြောထားခဲ့တယ် ဒါကြောင့်မို့ဒီ28ရက်နဲ့ဒီမနက်တနာရီကနေမှတိုက်ပွဲဖြစ်နေတာအခုကျမသတင်းလုံနေတဲ့အချိန်အထိအပြစ်ခတ်လုံးဝမရပ်ပဲနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်ဆိုတော့ကိုသိရတယ်ဒါတော့ကျတို့ရဲ့ကချင်ပြည်နယ်သတင်းနောက်စစ်ရဲသတင်းတပုတ်အနေနဲ့ကတော့အခုကရင်ပြည်နယ်ကိုသွားမယ်ဒီ2024လုံးဝဆိုလို့ရှိရင်ကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်တိုင်းရင်းသားတွေကိုတိတ်ပြီးမှ အားမရခဲ့ဘူးဒါပေမဲ့အခုဒီ2025လေးရောက်လာရောနေ့တိုင်းလိုလိုစစ်ခွစ်စခန်းတွေကိုတိမ့်တယ်လက်နက်တီးပုံကြီးပုံကြီးရတာအရန်ဂုံယူတယ်အားရတယ်ပြီးတော့အခုဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ခွစ်စခန်းတွေလည်းပြောင်းတလောက်တောင်ရှိလာခဲ့ပြီတချိန်ထဲမှာပဲတေဘောပို့စုံစည်းမြိုင်ဝေါ်လေဒေတာတွေမှာတပြိုင်တည်းအာစစ်ခွေးတွေကိုထိုးစစ်ဆင်နေကြတယ်ဆိုတော့အခုဒီတေဘောပို့ကိုဤအားတရားကြောနဲ့ချီတက်လာတဲ့စစ်ကိုဒီကို ဘိုတာဘောဥဆောင်တဲ့အဖွဲကနေမှဂျက်ဖြတ်တိုက်ခိုက်လိုက်တဲ့အခါမှာစစ်ကြောင်းတစ်ခုလုံးဖျို့ဖျေခွေးတဲ့ဝတ်တဲ့တေသွားတယ်ဆက်ကြောက်ကောက်တဲ့မနေအရှင်ဖတ်မိတယ်တဲ့နော်လက်နဲ့ခဲရနေလဲအများကြီးရရှိခဲ့တယ်ဒါတောင်မှစခန်းတိမ့်သေးတာမဟုတ်သေးဘူးနော်ဒါကစစ်ကိုလာတဲ့စစ်ခွေးတွေကိုဂျက်ဖြတ်တိုက်ခိုက်ခဲ့တယ်တဲ့ဘောဘောစုံစည်းမြိုင် ဝေါ်လေဒေတာဒီမှာရှိတဲ့စစ်ခွေးစခန်းတွေကိုတပြိုင်နက်အခုထုစစ်ဆင်နေတယ်။မကြခင်မှာအောင်ပွဲတွေကို non stop ကြားရမှာဖြစ်တယ်။ဒါပေမဲ့စိတ်မကောင်းတာကတော့အဲ့ဒီဒေတာတွေမှာရှိတဲ့ပြည်သူလူထုတွေအားလုံးကတော့ဒီ time back ကိုစစ်ဆောင်သွားကြတယ်လို့သိရတယ်။ဆိုတော့အခုမြန်မာနိုင်ငံမှာစစ်ဆောင်တဲ့အခါမှာအသက်ကြီးတဲ့ဖိုးဖွားတွေနဲ့ကလေးတငယ်တွေကအင်မတားမှာဒုက္ခရောက်ကြတယ်။ဆိုတော့အခုဒီမြန်မာနိုင်ငံကိုမငြိမ်းမချမ်းအောင်ပြည်သွင်းစစ်ကိုယ့်ရဲ့အာဏာတစ်ခုကိုရရှိ ဖို့ရအတွက်ကိုကိုသူများအလေးပြုသူများကိုကိုအထင်ကြီးသူဖို့ရတခုကိုပဲကြိရှုပြီးတော့ပြည်သူလူထုဒီဒုက္ခရောက်အောင်လုပ်နေတဲ့ခွေးကျဖို့ကလေတကယ်လို့ဒါသူကရိုးရိုးတာတဲခဲ့ရင်တောင်မှသူ့ကိုမြုပ်ထားတဲ့တင်းချိုင်းကနေမှတတ်ထုတ်ပြီးမှလေတိလာတောက်တောက်ဆင်းပြီးမှဒီတိုက်မြေပြင်ထဲမှာလေပြွေးစိတ်ဒီကြိုက်ချင်းဒီကြိုက် အဲ့လိုမျိုးပဲထားပစ်လိုက်ချင်တာအရင်ဒေါ်ရထွက်တဲ့ခွေးချုပ်ကိုလေဆိုတော့အခုဒီလိုမျိုးသူတို့ကပဲဒီတိုက်ပွဲတွေကိုဖော်ဆောင်ခဲ့တယ်သူတို့ကြောင့်ပဲပြည်သူတွေဒုက္ခရောက်နေကြတယ်ပြီးတော့အခုမြန်မာနိုင်ငံမှာနေရတီတီတွေမှာတိုက်ပွဲတွေဖြစ်နေကြတယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာပြန်ကြရေးဝန်ကြီး မောင်မောင်အောင်ကဘာပြောလဲဆိုတော့အရခိုင်တွေကိုအရခိုင်တိုင်းရင်းသားများအနေနဲ့နိုင်ငံတော်တည်ငြိမ်ရေးချမ်းမှာပဲတိုင်းပြည်ကတိုးတက်မှာတိုင်းပြည်တိုးတက်မှုကိုရှေ့ရှုပြီးတော့မြန်မာနိုင်ငံငြိမ်းချမ်းဖို့ရန်အတွက်စစ်ခွေးတွေနဲ့လက်တွဲပြီးတော့လှုပ်ဆောင်ပေးဖို့ပြီးလို့ရှိရင်ဒီလိုမျိုးလှုပ်ဆောင်ခြင်းအပြင်တိုင်းပြည်ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုပြသရမယ်ဆိုပြီးမှဒီခွေးမောင်မောင်အုံးကနေမှပြောသွားတယ်တဲ့ ဆိုတော့ဒီနေ့ရခိုင်လူမျိုးတွေတိုင်းပြည်ကိုချစ်တာကိုပြစေခြင်းနဲ့ဆိုလို့ရှိရင် သူများကိုမပြောခင်နင့်တို့ချစ်ချောင်းကိုအရင်ပြရမယ်ဒီနေ့ရခိုင်လူမျိုးတွေမြန်မာနိုင်ငံတည်ငြိမ်ရေးချမ်းမှာပဲမြန်မာနိုင်ငံဟာတိုးတက်တာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့တိုးတက်မှုဖြစ်ဖို့ရာအတွက်စစ်ခုတွေနဲ့လက်တွဲပါလို့ခင်ဗျားတို့ပြောပြောနေတဲ့အချိန်မှာနင့်တို့ကိုယ်တိုင်เนาะမြန်မာနိုင်ငံကိုငိုလို့ချစ်ပါတယ်အာနာယူတဲ့ ခွေးတွေမဟုတ်ပါဘူးဆိုတဲ့ဥစ္စာနင်းတို့တက်တက်ပြရမယ်။တရင်တလည်းနဲ့ကိုင်းနေနင်းတို့လာကြပါငိုတို့စီလာကြပါငိုတို့နဲ့ငင်းချမ်းရေးလာစကားပြောပါလာကြပါလို့နင်းတို့တလောက်ကြီးခေါ်နေမယ်အစားဒေါ်လာရဲတွေကတော့ငိုတို့အာနာတိန်နာကိုမကြိုက်ဘူးတရင်တလည်းနဲ့ကိုင်းနေဟာရခိုင်နေလဲသူတို့ရဲ့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ချင်မှာပဲကချင်နေလဲထွန်းနေလကောင်ကရင်နေလဲထွန်းနေလကောင်တရင်တတိုင်းလူပမာတရင်တကအစားသူတို့နေရသူတို့အုပ်ချုပ်ချင်ကြမှာပဲငိုတို့ဒီလိုမျိုးလှုပ်လို့တော့မကောင်းဘူးဆို တဲ့စိတ်သက်သာနင်တို့ရှိခဲ့တယ်ဆိုလို့ရှိရင်ငြင်းချမ်းရေလောက်ရအောင်လို့လည်းပြောချင်မလို့ဘူးကြည်တောင်မှဖောက်ဆံမလို့ပဲနဲ့ငြင်းငြင်းချမ်းချမ်းနဲ့ကျွတ်တို့နေရမှာဖြစ်တယ်ဒါပေမဲ့နင်တို့ခွေးတွေဟာသူများကိုပဲပြောတတ်တယ်နင်တို့ကိုယ်တိုင်လက်လျှောက်ဖို့ကမလုပ်ဘူးနော်ငင်းချမ်းရေလောက်ရအောင်ငင်းချမ်းရေလောက်ရအောင်လို့ပြောပါညင်းတို့ကခေါ်တာတောင်မှ KIA တဘုံဒီ PDF တဘုံဒီကွန်ဒုံးဒီအဲ့လိုပြောပြီးမှငင်းချမ်းရေခေါ်ရတယ်လို့နင်းတို့ဖေမေဒီတင်ပေးသလား အခုဒီရခိုင်တွေကိုလည်းမြန်မာနိုင်ငံတိုးတက်ဖို့ရအတွက်လှုပ်ဆောင်ချင်တာဖြစ်နင်းတို့ရဲ့ချစ်ချစ်မြတ်တာကိုပြပါလို့ပြောနင်းတို့မှာချစ်ချစ်မြတ်တာတွေမရှိဘူးလားနင်းတို့ရဲ့အာနာပဲလားတိတ်မပြောချင်ဘူးရခိုင်တွေကိုလည်းမခေါ်နဲ့ဘ누구ကမှမလဲမခေါ်နဲ့နင်းတို့ဘာနင်းတို့အဲ့နေပြည်တော်မှာလေနေပြည်မှာတည်ကြဆိုတော့အခုသူတို့ဘက်ကနေမှဒီလိုမျိုးအတုအယောင်တွေကိုခဏခဏလှုပ်ပြတယ်ပြောပြတယ်အခုရာကြီးရဲ့ပြစ်ခတ်ရက်စဲကိုလည်းမေလ 33ရက်နဲ့အထိဆိုပြီးမှသူတို့လုပ်တယ်ဒါပေမဲ့နေ့တိုင်းနဲ့တိုင်းလေရင်နဲ့ဘုံကျဲတယ်ចောင်းတွေကိုဘုံကျဲတယ်ကလေးတငယ်တွေကိုဘုံကျဲတယ်အဲမင်္ဂလာဆောင်ပွဲတွေကိုဘုံကျဲတယ်ဒီလိုမျိုးဘုံကျဲတိုက်ခိုက်တာတွေခဏခဏလုပ်ခဲ့တဲ့အတွက်ကြောင့်အခုကြွတော့ဗီဒီယိုတစ်ပုဒ်ကိုနားထောင်ကြည့်ရအောင်နော်ဒီအာဆီယံပွဲမှာမလေးရှားဝန်ကြီးချုပ်ကပြောတဲ့စကားလေးနဲ့ပတ်သက်ပြီးကျွန်တော်မြန်မာနိုင်ငံပြည်ပခါအဆုံးသက်ဖြစ်ရှင်းနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ကြိုးပမ်းချက်တွေကတိတာထင်ရှားတဲ့တိုးတက်မှုတွေနဲ့ရှေ့တိုးပြီးဆောင်ရွက်နိုင်ခဲ့ပါတယ်ဆိုတဲ့ချက်ပြောတယ် တတိယတစ်ချက်ကမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့သူကပြောလို့ဆိုတော့အခုသူဒီမှာဖြစ်သွားပြီသူမပြောတတ်ဘူးအခုလဲဆိုတော့ဘလို့လို့ဒီကောင်းလေးလို့စဉ်းစားနေတာရွေးကောက်ပွဲကရင်းမကြည့်မကြည့်တဲ့သဘောမျိုးနဲ့သူကထည့်ပြောတယ်ရွေးကောက်ပွဲသိရင်းမကြည့်တဲ့သဘောကိုထည့်ပြောတယ်သိပြီးတော့ရွေးကောက်ပွဲသိပြီးတော့ရင်းဖြစ်ထွန်းလာမဲ့သူမပေါ်ဘူးပေါ့ဗျာတကယ်တိုက်ခိုက်နေမှာပါရင်တော့ မဖြစ်နိုင်ဘူးထင်တယ်ဆိုတော့သူကအထည့်ပြောတယ်။ DRCN စီးပွဲပွဲထဲမှာမလေးရှားဝန်ကြီးကလည်းမပြောသွားတဲ့စကားဖြစ်တယ်။ဒါကဘာလဲဆိုတော့မြန်မာနိုင်ငံဗတိပခတ်ဒီကိုဖျက်ရှင်းဖို့ရတော့သူတို့လှုပ်ဆောင်နေတာကတိုးတက်မှုတွေရှိတယ်။သူထင်တာကတော့ DRCN ကနေလေသူ့ကိုထောက်ခံမယ်လို့သူထင်ခဲ့မှာပဲ။ဘာကြောင့်လဲဆိုတော့ထိုက်ကိုသွားတော့ကလည်းစစ်ခွေးကရွေးကောက်ပွဲကိုပြုတ်လို့မယ်။ဒါကြောင့်ထိုင်းအစိုးရတွေလည်းသူ့ကိုထောက်ခံပေးဖို့ဆိုပြီးမှသူတို့ပြောခဲ့တယ်။မလေးရှားဝန်ကြီးနဲ့လည်းသူစကားပြောခဲ့တယ်။ဒါပေမဲ့အခုကတော့သူထင်တယ် ဖြစ်မလာဘူးဘာကြောင့်လဲဆိုတော့ဒီရရဲ့ပြစ်ခတ်ရက်ဆေးထားတဲ့ချိန်မှာကိုပဲသူခဏခဏပုံစံနှီးမျိုးစုံနဲ့နေရာသေးတာတိုင်းနေမှာသူပုံကျဲခဲ့တယ် ပြီးတော့နောက်တစ်ခုကတော့မလေးကိုစလေတယောက် ကလည်းဂျွန်လာမှာဒီစစ်ခွေးတွေနဲ့တွားတွေ့ဆုံဖို့ရှိတယ်လို့ပြောတယ်ဆိုတော့အခုတောင်မှမလေးဝန်ကြီးကတော့စစ်ခွေးလုံးမဲ့ရွေးကောက်ပွဲဟာအတူအယောင်ဖြစ်တယ်လို့ပြောပြီးဆိုကြတဲ့ကတော့ကြွထင်တာကတော့ကိုစလေလာလို့ရှိရင်လဲရွေးကောက်ပွဲထက်နော်တို့လက်နဲ့ကင်နေနဲ့ဆွေးနွေးကြပါငိမ့်ချရေးယူကြပါလို့ပြောမယ်လို့ကျမတို့အဲ့လိုယုံကြည်တယ် နော် NUG ဘက်ကနေမှတောင်းဆိုထားတဲ့အချက်6ချက်ရှိတယ်ဒါပေမဲ့တစ်ချက်ပဲအရင်လိုက်ကြည့်အဲ့စာဘာလဲဆိုတော့နင်းတို့တင်ယူထားတဲ့အာနာတွေကိုပြန်ပေးပါလို့ပြောတဲ့ကာသူတို့အာနာမပေးချင်ဘူးလေအာနာရှိတဲ့သူတွေကိုထောင်ထဲချပြီးအာနာယူလိုက်တယ်ဒီအာနာတခုတည်းပဲယူလိုက်သလားဆိုတော့မဟုတ်ဘူးသူကတော့အကွက်ကြက်ကြက်လုပ်ခဲ့တယ်လေသူကသာအနိုင်ရပြီးတက်လာမဲ့ပါတီတွေကိုသူကအာနာလွဲပေးမယ်လို့ပြောတယ်တကယ်ဆိုတော့သူ့မှာပါအာနာရှိတယ်လေ နော်တမ္ပတရာထူးကိုလည်းသူလူယူမဲဆိုတော့အကျံစီကအစကတည်းကရှိပြီးသားဖြစ်တယ်ဒါကြောင့်ဥမြင့်ဆွေဖြားနာတယ်လို့သူမကြင်ညာခင်မှာအိမ်ဆောင်အစိုးရကိုအရင်ဖွဲ့စည်းလိုက်တယ်အိမ်ဆောင်အစိုးရထဲမှာလည်းသူဥက္ကဋ္ဌပဲအိမ်ဆောင်အစိုးရဒီဖွဲ့စည်းပြီးပြီးအကုန်အခြေတကျဖြစ်သွားပြီဆိုတဲ့အခါကျမှပဲဥမြင့်ဆွေဟာဖြားတယ်ဒါကြောင့်သူကဥမြင့်ဆွေရဲ့တမ္ပတရာထူးကိုသူယူလိုက်တယ်ပြီးတော့သူတက်တန်း6လတိုးတဲ့အခါမှာ ကျော်မျိုးမင်းပြောတာကတော့အခုကတော့ဥမင်းဆွေနေတော့ကောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်ခွေးကျဘူးဒီ6လတက်တန်းတိုးတဲ့ခါမှာဥမင်းဆွေတက်လာလိမ့်မယ်လို့သူပြောတယ်ဒါပေမဲ့ဥမင်းဆွေ ပေါ်လာဘူးဒီနေ့ဒီချိန်အထိဥမြင့်ဆွေဟာဖြားသလားဘာဖြစ်တယ်လဲဘယ်မှာကုတယ်လဲတကယ်နေကောင်းသလားစင်းထွက်မလာတော့ဘူးဥမြင့်ဆွေဟာလုံးဝမြန်မာမြေပြင်ပေါ်ကနေပျောက်ကွယ်သွားပြီဆိုတာကိုကျွန်တော်တို့သိရတယ်ဒါတွေအားလုံးဟာသူစနစ်တကျစီစဉ်ထားတာဆိုတော့အခုဒီအတုအယောင်ရွေးကောက်ပွဲကိုလည်းမရမကသူလှုပ်ဆောင်မယ်ဆိုပြီးမှသူဒီနေ့ဒီအချိန်ထိနေရဒေတာဒေတာသူရှုံးတာရှုံးသွားခဲ့တာဒါပေမဲ့ဒီနေ့ဒီအချိန်ထိသူလည်းမရော့ဘူး အာဆီယံကနေလည်းထောက်ခံဖို့အခြေအနေလုံးဝမရှိတော့ဘူးဆိုတာကတော့အရင်တိတာသွားပြီဆိုတော့ဒီလိုမျိုးသူအထီးကျန်နေတဲ့အချိန်မှာ သူနဲ့ဘဝသူဖြစ်တဲ့ရုရှားကတော့မလုပ်လာတလေဆိုတော့နော်မေလ16ရက်နေ့ကနေမှ23ရက်နေ့အထိပြုလုပ်ခဲ့တဲ့73ကြိမ်မြောက်သောအပိပိဆိုင်ရာတရားရေးရာဖိုရမ်ထဲမှာစစ်ခွေးတွေရဲ့ရှေ့နယ်ဖြစ်တဲ့ တော်တီတာဦးလည်းအဲ့ forum ထဲမှာလာတက်တယ်။ဆိုတော့16ရက်နဲ့23ရက်နဲ့ဒီ forum လုပ်နေတဲ့တရရက်ထဲမှာအပီပီဆိုင်ရာတရားစီရင်ခြင်းမှာအပြန်အလှန် ကာကွယ်ပေးရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြတယ်။ဆိုတော့ဒီစာချုပ်ကတော့အခုသူတို့ညောက်ချုပ်တယ်ဆိုတော့သူတို့ညောက်စလုံးကအလိုရှိတဲ့အတူတွေဖြစ်တယ်။ပူတင်ဆိုလို့ရှိရင်လဲယူကရိန်းကိုဟိုကျူစိုစစ်အနေနဲ့လှုပ်လာတဲ့အတွက်ကြောင့်သူ့ကို ICC ကနေမှသူ့ကိုတရားစွဲထားတယ်။အခုခွေးချဘူးကိုလည်းပဲ ICC ကနေမှတရားမထုတ်ထားသေးပေမဲ့အာဂျင်တီးနားကလည်းတော့တရားစွဲထားပြီးတာဖြစ်တယ်။ခွေးချဘူးကလည်းရူဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့လူရှိတဲ့လူတယောက်ဖြစ်တယ်။ပူတင်ကနေမှ တယောက်နဲ့တယောက်အပြန်အလှန်အကာအကွယ်ပေးခြင်းဆိုတဲ့ဆိုင်းထိုးထားပေမဲ့ဖောင်းဝရန်းကိုမဲခွဲဆုံးဖြတ်ပြီးမှလုတ်တဲ့အရာမဟုတ်ဘူးတက်တဲ့အခိုင်မှရှိတယ်ဆိုလို့ရှိရင်တရားစွဲဖို့ပါပဲဒါကြောင့်ပူတင်နဲ့သူတယောက်နဲ့တယောက်သူတို့ကာကွယ်ပေးလို့မရဘူးပူတင်ကတော့ရုရှားကိုလာတဲ့အခါမှာမဖမ်းဖို့မြန်မာနိုင်ငံမှာဖမ်းမှာပဲဖြစ်ဖြစ်မလဲမှာဖမ်းမှာပဲဖြစ်ဖြစ်ထိုင်းနေမှာပဲဖြစ်ဖြစ်တွားတဲ့အခါမှာပူတင်ကာကွယ်ပေးလို့မရဘူး ပူတင်ကတော့ဘယ်မှာထွက်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူကတော့လက်နက်ပစ္စည်းတွေလုံလောက်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်သူတခြားနေရာကိုထွက်ချင်အကြောင်းရှိဘူး။ခွေးကျူဘူးကတော့ဘာမှမပြည့်စုံတာ။သူ့ကိုထောက်ခံပေးမဲ့သူတွေ၊သူ့နောက်ကိုရက်ပေးမဲ့သူတွေကိုသူလိုက်ရှာနေသေးတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်သူကတော့ရုရှားမှာ ပူတင်သူ့ကိုကာကွယ်ပေးနိုင်တယ်လို့ပြောပေမဲ့တခြားနိုင်ငံမှာသူလုံးဝမကာကွယ်ပေးနိုင်ဘူး။ဒါပေမဲ့အခုဘောမားတွေကတော့ဝမ်တာတာပေါ့နော်။သူတို့ရဲ့ဘောပိုင်ရှင်ကတော့အခုရုရှားနဲ့ဆိုင်းထိုးလိုက်တာဟာတိတ်ကောင်းတဲ့အကြောင်းအရာဖြစ်တဲ့သူ့ကိုကာကွယ်ပေးနိုင်ပြီလို့သူတို့ထင်နေကြတာ။ပူတင်နေရာတကာမှာကာကွယ်ပေးလို့မရဘူး။နော်ဆိုတော့အခုဒီလိုမျိုးကဘာကလည်းသူ့ကိုဂယုမဆိုင်ဘူးနော်ကဘာကသူ့ကိုအထင်သေးတယ်ဆိုတော့ကိုအခု ပေါ်မှဒီလောင်တဲ့တနေရာရှိသေးတယ်အပါလဲဆိုတော့ဒီမေလ25ရက်နေ့တုန်းကစစ်ခွေးတွေနဲ့ NDAAD ကကြိုက်တုံမှာတွေ့ကြုံကြတယ်အဲ့ဒီတွေ့ဆုံတဲ့ခါမှာ NDAAD ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဆိုင်းလင်းရဲ့သားကခွေးချဖို့ကိုလာမတွေ့သွားဘူးဘသူလာတွေ့တယ်လဲဆိုတော့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့အစံပေတွားတွေ့ခဲ့တယ်ဆိုတော့အခုသူတို့ကတော့ဟာငိုတို့ရဲ့ဘူချုပ်ကြီးလာတွေ့တာကိုဒီဆိုင်းလင်းရဲ့သားကဘာကြောက်မို့ တူလာမတွေ့တယ်လေ။ဘာကြောင့်မို့သူကဒုတိယဥက္ကဋ္ဌကိုပဲလုခဲ့တယ်လေ။ခွေးချဘူးတောင်မှလာတဲ့ဥစ္စာကိုဒုတိယဥက္ကဋ္ဌနဲ့ပဲပြောခိုင်းရသလား။တောက်တူခိုင်းရသလားဆိုပြီးမှသူတို့ကတော့လောင်နေကြတာပေါ့နော်။အဆင့်တန်းမတူဘူး။သူတို့ရဲ့ခွေးချဘူးကိုအထင်တဲစွာနဲ့မခန့်လေးစားလုပ်တယ်ပေါ့ကွာ။သူတို့ရဲ့ခေါင်းဆောင်ကြီးကိုဒုတိယဥက္ကဋ္ဌနဲ့ပဲလာတူခိုင်းတယ်ဆိုတော့ပုံစံမျိုးနဲ့သူတို့ကလောင်နေကြတာ။ဒီခွေးချဘူးနဲ့ NDAA ဒုတိယဥက္ကဋ္ဌတောက်တူဆုံးကော ဒီ NDA က ပြောတဲ့စကားကသူတို့ရဲ့နေမြေထဲမှာဘယ်လက်နက်ကင်ဘယ်နိုင်ငံရေးတမားမှမနေဘူးလို့ပြောတယ်အခု NDA ပြောတဲ့စကားကို ဟာအခွေးကျဖို့ကတော့ okay okay ပေါ့နော်ဆိုတော့ဒါကကျမကကလေးနှစ်ယောက်မွေးထားတယ်ဒါပေမဲ့ကျမကအပြိုပဲဆိုတော့ပုံစံပဲเนาะ ဘာကြောင့်လဲဆိုတော့ NDAA ဆိုတာဟာ FBNCC ထဲမှာအဖွဲ့ဝင်ဖြစ်တယ်။ဒီဝအထုဒေတာမှာပဲအပရလ3က FBNCC စီဝဲထဲမှာလည်းသူတို့တက်ရောက်ခဲ့တယ်။ဆိုတော့ NDAA တွေကစစ်ခွေးကိုတော့သူတို့နေရာထဲမှာနဘယ်နိုင်ငံရေးတမားမှမရှိဘူး၊ဘယ်လက်နက်ကင်မှမရှိဘူးလို့တော့ပြောတယ်။ဆိုတော့ကျွတ်ကလည်းရှိတယ်လို့မပြောချင်ဘူး။ဒါပေမဲ့ပြောချင်တာကတော့ကျွန်မကလေးနှစ်ယောက်အမေပါ။ဒါပေမဲ့အသားမဲ့အပြိုးပါဆိုတဲ့ပုံစံဖြစ်သွားပြီ။ဒါပေမဲ့ခွေးကတော့ဟာငါ့ကိုထောက်ခံတဲ့သူတွေပေါ်နေတာပဲ။ င်းရေပေါ့နော်ဆိုပြီးမှပြောသွားတယ်ပြီးတော့အခုဒီဒုတိယဥက္ကဋ္ဌနဲ့တွေ့ဆုံတော့ကလည်းဒီရွေးကောက်ပွဲအကြောင်းနဲ့ပဲသူဟောင်းသွားတယ်ပြီးတော့ NDA ကလည်းအဒီနဲ့ဒီရဲ့ချိန်ထိနိုင်ငံတော်အရေး၃ပါနေပတ်သက်ပြီးတော့သူဆက်လက်ပြီးတော့လိုက်လျှောက်နေသေးပါဆိုတဲ့စကားတွေပြောလိုက်တယ်ခွေးချုပ်ကတော့ဟာ NDAA လဲငါ့ကိုအခုချိန်ထိထောက်ခံနေတော့ပဲ NDAA ဒေရမှာလဲငါများရွေးကောက်ပွဲများလုပ်နိုင်မလားလို့သူထင်နေတာ เนาะ NDAA ဟာ FPNCC ရဲ့ member တယောက်ဖြစ်တယ်ဆိုတာကို तू မေ့သွားတာခွေးကျူဘိုးကသူ့ကိုထောက်ခံတယ်လို့ပြောတဲ့သူတိုင်းကို तू ကတော့ဟုတ်တယ်ထင်နေတာကျွားတို့ကဘာလို့တတ်ကြတယ်လဲဆိုလို့ရှင်ဟာဒီလူကအုံနောက်မနှံ့ဘူးယူတယ်ဆိုလို့ရှင်ကျွားတို့ကအာလက်မထုံပြတတ်တယ်ဘာကြောင့်လဲဆိုတော့လက်မထောင်းမှာယူကစိတ်ချမ်းသာတာလေနော်သူကိုသူကိုသူကတော့တိတ်ဟုတ်လာပြီလို့ထင်တယ်။ NDAA ကသူ့ရဲ့လူဖြစ်တယ်လို့သူကထင်နေတာ။ เนาะငါကလေးနှစ်ယောက်အမေပါဒါပေမဲ့အပြိုးပါဆိုတဲ့ပုံစံဖြစ်သွားပြီเนาะပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ